ကဲအားလုံးမင်္ဂလာပါဗျို့မနေ့ဖြန်ပွဲကောင်းမဗျာမနေ့ဖြန်ပွဲအကြောင်းမပြောခင်ကြံခဲ့တဲ့ပွဲအကြောင်းလေးပြီးပြောကျွန်တော်လည်းဒီလောက်ကနေပြီးတော့ပျောက်သွားလိုက်တာပဲရောက်သွားမှမသိဖြစ်တာတင်းတဲ့အတိုင်းပါလေဒီအဲ့ dualish wheel နဲ့ omelie နဲ့ omelie ကပြင်လာပြင်မဲ့လဲသူက mirab က ကောင်းလုံးအကြည့်တော့နော်ကောင်းလုံးအကြည့်တော့သူပုံမှန် wrestling ပဲကြောက်စရာကောင်းတယ်ဆိုပြီးတော့ wrestling ကိုဟို jujitsu ကို short တ်ထားလိုက်တော့ဘကောင်ကခေါင်းလည်းချုပ်လည်းချိုးလည်းကလစ်သွားရင်သူကလည်းဒီလိုပဲ killer harrison killer harrison ကသူကတပွဲပဲရှုံးတာထင်တယ်ဟုတ်တယ်တပွဲပဲသူကလည်းကြောက်စရာကြီးပဲ ဂျူဒိုဂျူဒိုကာဗောနော်ဂျူဒိုဘေ့စ်ဆိုတော့နောက်ကြောက်ကြိုက်ကြတယ်တန်တာဟိုဂျူလီယနာဖန်ညာကိုလဲချပြီးတော့ချုပ်သွားတာသူလည်းတော်တော်ကြမ်းဗန်လေးပွဲဗန်ကနိုင်သွားတယ်နိုင်တာမှနော့ကောက်တယ်နော်အဲ့ပွဲပြောဘူးတယ်ထင်ပါတယ်ဟုတ်တယ်ဗန်ကဒီပွဲမှာနိုင်သွားပြီးတော့ မနေ့ပြန်ထိုးမယ်ဗျာသူက Brandon Rovell နဲ့ Rovell Rival I'm deep with it အဲ့လူနဲ့အဲ့လူကပြန်ဘက်က Manel Cap ကနာပြီးတော့ထွက်သွားတော့ Usman နဲ့ Buckley အကုန်လုံးကတော့အာ Buckley နိုင်မယ်ကြီးပဲပြောကြတယ်ဗောနော်ဘယ် Usman ကို short တက်လို့ပဲရမလဲ Usman ကသိရမလား Champion အဟောင်းဟာအဲ့တော့ Usman ပြန်လာပြီပေါ့လေဒါ 5ကြည်လုံး5ကြည်မှာ3ကြည်4ကြည်လောက်တာတယ်ဒီလူကလည်း rose နာမယူနက်စကနိုင်ပွဲရဒါပေမဲ့ပြင်းတရားကြီးပါသူတို့က Edman Shabazian သူလည်းပြန်နိုင်လာတော့ဗောနော်185ပေါ့နာမ Cody Garbrandt ကတော့ရှုံးနေဗျာရှုံးပြီးတော့ UFC ကနေထုတ်လိုက်ပြီဗောနော်ဟိုမှာဖြစ်တော့လဲ ကျွန်တော်ကြတော့ဒီကောင်ဒီဘွဲအရင်ကြီးရတယ်ဒီကနေပြီးတော့သူ့ခြေထောက်နဲ့ကန်လိုက်တော့ဒီကောင်နေပြီးတော့မေ့လဲသလိုဟန်ဆောင်ရှာလို့ရမှာတဲ့လေပေါ် creek versus uh all creek up kick ဒီဒီ yeah အဲအဲမှာကန်လိုက်တာအဲ့ဒါ illegal knee ပေါ့နော်အဲ့တော့ဒီလူကမေ့ကျင်အောင်ဆောင်းလိုက်တာပေါ့အမှန်မေ့ကျင်လည်းမေ့တော့မှာပေါ့နော်သူမေ့လက်ဆနဲ့တွေ့လား तू ကသတိရရတွေ့လားပြီးတော့မေ့ကျင်အောင်ဆောင်းလိုက်အမှန်ဆိုရင် तू တကယ်မေ့သွားရဲဆိုရင်နိုင်မှာတိလား तू ကမေ့ကျင်အောင်ဆောင်းလိုက်တဲ့အတွက်သူ့ကိုဟိုပါလဲ ဟို no contest ဆိုပြီးတော့ပဲပြီးပါတယ်အမှန်သူနိုင်မှာ disqualify ဖြစ်ပြီးတော့ပတ်ဆက်တယ်အဲ့လိုအဲ့လိုဒီဘက်ကြီးရတယ်ခီးစာခီးအော်ခီးစာကချုပ်ွက်တဲ့နိုင်မထင်တဲ့ decision နဲ့ပဲအော်ဒီကောင်ကြီးကကြောက်စရာကြီးနော် Malcolm Wellmaker သူ Malcolm လက်တီးကပြင်းချက်ကချက်ပဲဟာပတ်ဆက်တယ်နောက်တက်ထဲမှာကြောက်ရွံ့ကောင်းလားချုံမမရှိသေးဘူးနော်ဒီပဲအော်ချုံမမရှိသေးဘူး round 1မှာ knock out နဲ့ bantam weight ချောင်းဘူးကြောက်ရွံ့ကောင်းလား ဒီပွဲဥစမန်တို့ပွဲပြီးတော့ဒါအရင်ဘက်ကပွဲ Hill နဲ့ Rotary နဲ့ Rotary Junior နိုင်တာပေါ့တတော့သုံးလေးကောင်းတော့ဟိုကောင်ကအာဂျမောဂျမော Hill Rotary ကောင်ရ Rotary ကအဲ့လိုမျိုးလေနှစ်ခါသုံးခါလောက် ဒုက္ခများတဲ့ကျွန်မဟေ့ကမနိုင်ဘူးဘယ်လိုမှရှုံးကန်ဒီကတိကတိအောင်ဖြစ်တယ်နော်ဟိုကောလက်တီးပြင်းတော့အဲ့လိုအဲ့တော့ရာထရီကတော့ချန်ပီယံဖြစ်မဲ့ဘက်ကိုပြန်ရောက်လာပါလေဒီကော155ကပ်ပေါ့အဲဂီဂျီကိုရှုံးပြီးတော့ပြန်နိုင်တာပေါ့ တော့ပေါ်ပိုင်းမှာပေါ့လေရှုံးမဲ့လူမရှိသေးဘူး Okay ဒါကတော့ပြီးခဲ့တဲ့ပွဲတွေပေါ့နော် upcoming ကဒီကောင်ဒီကောင်တော့လူတိုင်းသိမှာထင်တယ်နော်ဒီပွဲကတော့ခေါင်းပွဲတွေอ่ะရှယ် prelim နဲ့ prelim နဲ့ prelim prelims are preliminary လို့ပြောတော့နော်ကနက်ဦးလို့ပြောတော့အဲ prelim preliminary ကိုသူကအတူပဲရေးလာတာပါ prelim ဆိုပြီးတော့ prelim fight တဲ့ Nico Price ကသူကသူကအနိုင်ခံရှုံးမပေးကောင်ပွဲကကြီးတော့ကြီးရမသိလားဘွဲကဂျန်နဲ့ကောင်နေတော့မသိ Trey Terence McKinney င်္ဂလိပ်မသိဒီအရာတွေမသိအားလေးလည်းမသိအော်သူက RoboCop ဆိုတဲ့ကောင်လေး Jack Hammerson အဲ Jack Hammerson မထိုးတာတော့ကြာပြီဟုတ်တယ်မလားအရင်တော့185ပေါင်မှာဟိုဖြစ်တယ်ဟုတ်တယ်ဒီမှာကျနောက်ဆုံးထိုးတာ February 2024တော့ Joe Piper နဲ့အဲ့တော့နိုင်လေဟုတ်လားနိုင်လည်းရှုံးလိုက်တူလား Chris Curtis ကိုနိုင်လည်းပြီးတော့ Dolezy ကိုရှုံးတယ်ပြီးတော့ Piper ကိုပြန်နိုင်တယ် ဒီကောင်ကနောက်ဆုံးပွဲရှုံးနာတဲ့တင်တယ် Gregory Rodriguez ကဟုတ်တယ် Canonia ကိုရှုံးနာတယ်အဲ့လိုပဲဒီ185ကဒီကောင်ကြီးကလဲနေတယ်ရှုံးလိုက်နိုင်လဲနေ ranking အောင်မရှိတော့ဘူးနော်။ဟော Rodriguez ကအော် odd ကသူ့ဘက်ကတားတယ်နော်။လောင်းကြ။သူက shot တလို့မရဘူး။ဒါပေမဲ့ဒီကောင်လက်သီးပြင်းတာပါနော်။ သူကနဗန်းသမားဂျက်ခမ်မစန်ပွဲတော့ပွဲတော့ဘယ်လိုနေမှန်းမသိဘူးစိတ်ဝင်စားရင်တော့ကြည့်ကြပါလေဟုတ်ကဲ့ခေါင်ပွဲတွေတော့အောင်နော်ပရီလင်းပြီးတော့ခေါင်ပွဲခေါင်ပွဲကဒီကောင်လေးကရှုံးပွဲမရှိဘူးဒါပေမဲ့တပွဲရှုံးတာလေရှုံးပွဲမရှိဘူးဒါပေမဲ့တပွဲရှုံးတာလေသူကသူကလည်းခုနအဲ့အာအာ well maker လို့ပဲကောင်းတယ်ဒါပေမဲ့သူကခတ်မသိမဲ့ဒီမှာသူရှုံးတာ short တော့လို့မရအောင်နော်အဲ့အဲ့ band damn weight က Hello, hello. Tak me. Puai ya. Puai kau macam mana? No? Filip lima lima ni ni Lima dah. Kau ni tu puai show mana? Kau ni ada mai. Four wins by knockout, three wins by submission, three first round knockout. Kau ni ada jam ni lah. Puai jam. Submission, decision, unanimous. ခေါင်ပွဲကနေစပြီးဒီဒီပွဲကစပြီးကြည့်လို့တော့ကောင်းပြီးွားရင်ဗနီးဗနီးကတော့တိမယ်ထင်တယ်ဗနီးကသူကကြီးကျယ်ကြီးလျှောက်ပြောပြီးတော့နောက်ဆုံးကြတော့ဟိုဘာလဲဟိုဟိုအခုချန်ပီယံလူမဲ့အိုလီဗေရာကိုရှုံးနောက်ဘသူကိုထပ်ရှုံးလဲအဲဆာရူခီယန်ကိုထပ်ရှုံးဆာရူခီယန်နဲ့ကဒူးစာမိသွားတာလေဒီကောင်းကြတော့လေဒီအပ်ခစ်ကရင်မိသွားတော့အဲ့လို Darius D A R I D A R I U S H uh I'm a do do ဟုတ်ဒူးလားလက်ဒီလားဒူးထင်တယ်ဟောဒီလားဟုတ်တယ်ဒူးမှတ်မိတော့ကတော့ဟောဒူးကလွတ်သွားပြီလက်ဒီတော့ဆိုတော့သူလည်းနည်းနည်းကြီးနေပြီ ချန်ပီယံသူကပြောလိုက်တော့ကြီးကျယ်ပဲဘယ်သူပဲညာပြောပြီးတော့နှစ်ပွဲနှစ်ပွဲပေါ့နော်နော့ကောက်ပဲအဲ့လိုအဲ့နှစ်ပွဲဆက်ရှုံးပြီးတော့မှသူကဒါပြန်လာတာပေါ့လေကြာပြီဒီကောင်ဒီဇင်ဘာဟုတ်တယ်ကျွန်တော်တနေ့ကျော်လောက်နားလိုက်တာပေါ့နော်နှစ်ခွဲလောက်နားလိုက်တာအဲ့လို family man ဖြစ်ပါတော့ ဟန်တာနိုမွိုင်ကာနိုတော့နည်းနည်းအင်္ဂလိပ်စကားကိုအင်္ဂလိပ်စကားနောက်ကျမှပြောပြီးတော့အသေးစဲတဲ့ကောင်သူကလည်းသူကလည်းကောင်းလာတာပေါ့နော်အဲနောက်ဆုံးဘွဲကဒီကောင်လူစားဝင်ထိုးလူစားဝင်ထိုးပြီးတော့ခဏလေးနဲ့ရှုံးသွားတာပေါ့နော်အစ္စလာမ်မခါချက်သူကဒီဆန်ဒနီးစကနောက်တက်လာတဲ့ကောင်ဆန်ဒနီးစကိုနိုင်လာတော့တော်တော်အံ့ဩကြီးကောင်းတယ်နော်အဲဒီဘွဲကချမ်းမယ်ဘွဲကကြကြတော့ခံမှာမဟုတ် ဘလင်းနဲ့အန်တာနိုမွေကောင်တို့ဟုတ်လားဟိုအော့တရာတိတ်မကောက်လေလား105နဲ့တင်းတင်း9နဲ့ဘလူးဘလူးကတိတ်မကောက်ကဲဒါတော့ကျွန်တော်တို့ရဲ့ Joshua Van ရဲ့ပွဲပေါ့နော် Brandon Rival က number 1 ranking 1ဒီကောင်က7ဆိုတော့ Joshua Van က9လို့ကတော့9လို့ကတော့ share နော်ဟိုဟို champion လူးခွင့်ကိုရမှာ Dana White ကလည်းဟိုဟာဗာလဲပြောပြွား အဲ့တော့အဲ့တော့လွယ်ပါမလားလို့ကြည့်အောင် Brandon Rival က18ပွဲမှာ9ပွဲရှုံး Joshua Van က14ပွဲမှာ2ပွဲရှုံး Other country မြန်မာလို့ပြီးထားဗျာအမှန်တော့သူကဟိုလိုမှာအမေရိကမှာ၄နှစ်ထဲသွားနေတာထင်တယ်နော်အရက်กว่าတယ်တိလာဟိုကောင်5ပေ9ဒီကောင်5 5လက်လက်กว่าလိမ့်မယ်ထင်တယ်ဟုတ်လား38.5လက်မှာဟုတ်ပါဘူး 68ဟုတ်တယ်3လက်မှကွာ6 6လက်ရှိအော်ရက်ရှိတော့เนาะရက်ရှိတော့6လက်ရှိ तू อ่ะ तू อ่ะနည်းနည်းဘယ်လိုပြောရမလဲဆိုတော့ဟို grit ရှိတယ် grit ဆိုတာဟိုတောင်တောင်နဲ့အရှုံးမပေးဘူးပေါ့ယုံတာပေါ့เนาะယုံနိုင်တယ်ဒီ Moreno 9 तू तू ကလည်း champion လုပ်ဘူးတယ်ဒါပေမဲ့ Pantoja က Pantoja က နပန်းအရန်ကောင်းအဲ့တော့ပန်ဒိုရှားရဲ့နပန်းဘယ်သူမှမနိုင်တော့ကြာတော့ပြင်းစရာဖြစ်လာတာမရနိုနိုင်တော့အောင်စရာကောင်းတယ် decision split decision တော့မကွာဘူးလေမရနိုနဲ့သူတို့ကဟိုဗာလဲဟိုဒေလာဝိုက်လုပ်တဲ့ container series မှာသူတို့ချဘူးကြတယ်နောက်ဂျပန်လေးကဒီဂျပန်လေးကအဝင်နှခါရှုံးရယ်နှခါရှုံးရယ်တင်ဟုတ်တယ်တတ်ဆူရိုတိုင်ရာသူဝင်ဝင်ချင်း champion လူဝင်ပေးလိုက်တာလား မင်းကြီးချန်ပီယံလူမဲ့ပေးလိုက်တယ်တခြားကောင်းတယ်ဟုတ် Brandon Rival သူကတော့အတွေ့အကြုံများနော်သူကတော့အဲ Brandon Rival အတွေ့အကြုံများမယ်ဒါပေမဲ့ Joshua Van က boxing ပိုကောင်းမယ်နဘန်တစ်ချက်ကြည့်ရမယ်တဒီမှာအခန့်တင်လို့တပွဲသွားရှုံးနေတယ်သူ Johnson တို့ပြီးတော့ Warrior Cody Darden တို့ တော့ဒီဆူလူရကတော့အစ်စ်ကလေးနဗန်းသမားလေးနဗန်းသမားလေးကိုသူကောင်းကောင်းကြိတ်လဲတော့ဘရူဒါဘရူနိုဆီလ်ဗာဟုတ်တယ်ဘရူနိုဆီလ်ဗာဒီကောင်းကကြတော့လေဒီကောင်းလေးလက်သီးပြင်းတာပဲဒါပေမဲ့ဗန်နဲ့တွေ့လိုက်တော့ဗန်ကအကုန်လုံးက၃ကြီးပွဲတွေပဲ၃ကြီး၃ကြီး၃ကြီးဆိုတော့ဒါပထမဆုံးသူ၅ကြီးထိုးအာပထမဒီ UFC မှာပေါ့နော်သူအရင်အရင် organization မှာတော့သူ၅ကြီးထိုးမှုမထင်တယ် Brandon Rival ကတော့သူ၅ကြီးတွေကြီးကြွေးတာပဲဒီမှာတူလား round 5 round 5 round 5ဆိုတော့၅ကြီးတွေကြီးပဲဆိုတော့သူက၅ကြီးမှာတော်တော်အတွေ့အကြုံရှိပြီးသွားပြီနောက် Pandoja လို့ community နဲ့ထိုးဖို့ပါရအတွေ့အကြုံကတော့သူတာတယ်ဒါမဲ့ဒါသူကတစ်ပတ်နှစ်ပတ်သုံးပတ်အလိုမှာဝင်ထိုးရတာပေါ့နော်ကိုရီမြန်မာတွေအတွက်ကတော့နိုင်ပါစေလို့ပဲဆုတောင်းတာပေါ့အကောင်းဆုံးပေါ့နော် Okay ့ odd ကမကွာဘူးတလား၁၀၂နဲ့၁၁ရှစ်သူကတော့ Joshua Van ကတော့အခုတလောမှာ media တွေ hype လုပ်တဲ့ထဲမှာပါတယ်ပေါ့နော် media တွေကမြောက်ပြီးတော့ဆွရေးကြတာတော့ပါတယ်ပေါ့ boxing ကောင်းတယ်ဒါပေမဲ့သူလည်းထိချက်များတယ်အဲ့တော့ဒီပွဲလေးညမာရီနိုင်မှာပေါ့ဗျာနော်နိုင်ပါစီပေါ့နော် Van လေးနိုင်ပါစီဆူတောင်းပါခုမှ23နဲ့20 22 23ဟုတ်တယ်တော့ငယ်သေးတယ်အဲ့လောက်ပဲရှိသေးတယ် โอเค now ตะบวยกะဒီကောင်ကတော့ဒူးခေါင်ပွဲဒူးခေါင်ပွဲဆိုတာဒီကောင်ကြီးတော့မနိုင်ဘူးဗျအเลซานဒရာပန်โดရှာ तू อ่ะနဗန်းအင်ဗတန်ကောင်းတဲ့လူ now kai kra friends က तू อ่ะပထမပိုင်းမှာနည်းနည်းရှုံးလိုက်တယ်လို့နယူးဇီလန်ရှုံးပြီးတော့နောက်ပိုင်းနေပြန်နိုင်လာတာအဲအဲ့လိုမျိုးတလား तू อ่ะဒီမှာမရန်နိုကိုသွားရှုံးနေတယ်နော့ကောက်နဲ့ရှုံးတယ်မရန်နိုကိုရှုံးနေနော့ကောက်ကမရန်နိုရဲ့ရန်နို ิกကိုမြင်မှုကြလာမလဲအဲ့ကောင်ကန်ထက်လိုက်တာဘိုက်ကိုအာ liver ကို liver shot နဲ့ liver shot ကပစ်ဆက်တယ်ထိလိုက်တာနဲ့ဘာပြန်မလုံးနဲ့တော့ခွေကနေပဲအာဟောဟုတ်တယ်အဲ့မှာဖြန်းတော့ အဲ့ဒါ liver shot မရတော့တယ်လားအဲတကူလုံးကလှုပ်လို့မရတော့ဖြစ်သွားတယ်မရတော့အဲ့ဒါနဲ့ရှုံးတယ်အဲ့ liver shock ကကြောက်ရွံ့ကောင်လက်သီးဖြစ်ဖြစ်အာကန်တာဖြစ်ဖြစ်အဲ့ဒါရှုံးပြီးတော့ဒါ2022တော့23မှာတပွဲထိုးတယ်24မှာတပွဲထိုးတယ်ဒီကောင်ကသူ့နာမည်အရှိရပါလို့အော် Steve R6 Steve R6 က Pandoja ကိုစိန်ခေါ်မှုတယ်ဒါပေမဲ့ရှုံးတာလို့ မမရနိုကိုရှုံးနေခိုင်ခရာဖရန့်ဆိုရှုံးနေမရှုံးခင်တော့အပန်တူကြအောင်စေခေါ်သူထိတ်တန်းမှာဒီဒီလူလေးတွေပဲရှင်ဒီသူတို့သူတို့က fly weight နော်ဒါအနေတော့125ပေါင်တန်းထင်ဟုတ်တယ်အဲ့မှာကလူလေးတွေကလာလေးတွေပဲရှင်ထိတ်တန်းမှာအဲ့တော့ဟိုပန်တူချာနဲ့ကကျန်တဲ့ကောင်တွေအကုန်ထိုးပြီးဝိုက်ပါတော့ အဲ့တော့ Kai Reference ကိုတင်ပေးတဲ့ဘောသူကတွေ့ကြုံတော့များတယ်ဒါပေမဲ့ရှုံးပွဲလည်းများတယ်ဒါနောက်ပိုင်းမှာနှစ်ပွဲသုံးပွဲပြန်နိုင်လာတော့သူတို့တည်ပေးတဲ့ဘောပေါ့နော်ပန်တိုဂျာရဲ့ wrestling ကိုခုခံနိုင်ပြီဆိုရင်တော့အဆင်ပြေမှာဟိုကောင် wrestling တော်တော်ကောင်းတော်တော်ကြီးကိုကောင်းတယ်ပန်တိုဂျာ Brazil ကပန်တိုဂျာပဲစားမယ်ထင်တယ်နော်ငါးကြည့်ပွဲโอเคဗျာဒါကတော့လူတိုင်းစောင့်မျှော်နေကြတယ် အီလီယာဒဘိုရီယာနဲ့ချားဆိုလီဗီရာပေါ့နော်အကုန်လုံးကတော့များသောအားဖြင့်ကတော့အီလီယာနိုင်မယ်လို့ထင်တယ်အီလီယာကအစ္စလာမ်ကိုစိန်ခေါ်တာပေါ့နော်ဒါပေမဲ့အစ္စလာမ်ကအစ္စလာမ်ကတရားပေါင်180တောင်တက်သွားပြီးတော့အာဂျက်ဒဲလာမန်ဒလီနာကိုတွားပြီးတော့စိန်ခေါ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဂျက်ဒဲလာမန်ဒလီနာကဟိုဟိုဘလာမူဟာမက်ကိုနိုင်သွားတော့ ဘလားရှုံးသွားတော့เนาะအမှန်ဘလားနပန်းတက်လိုက်ရင် तू နိုင်ရင်နိုင်မှာသိရမှာနိုင်ရင်နိုင်မယ်ပေါ့နော်ဒါပေမဲ့နပန်းမတက်ဘဲနဲ့ပြိတက်ကြိုက်အောင်ဟိုရှင်ထိုးတော့ရှင်ထိုးတော့ဟိုကဟိုဘက်က standard fight ကပိုကောင်းတော့အဲ့လိုဖြစ်သွားတာ तू อ่ะ Ilya Topuria อ่ะ Ilya Topuria ကို follow လုပ်ထားမယ်ဆိုရင် Ilya Topuria က145ပေါင်ချန်ပီယံဟို ဗော်ဂနော့စကီကိုနော့ကောက်နဲ့နိုင်နဲ့နိုင်ပြီးတော့ချန်ပီယံဖြစ်လာတယ်ပြီးတော့မက်ဆော်လိုဝေးကိုနိုင်နဲ့ပထမဆုံးမက်ဆော်လိုဝေးကိုနော့ကောက်လုပ်တဲ့လူဖြစ်နေနိုင်လားအိုက်ပွဲရီကတော့လိုက်ကြည့်ပူထိုင်တည်လိမ့်မယ်ဒီကောင်ကသူကပထမပိုင်းတော့ငါနပန်းသမားနပန်းသမားကိုနပန်း shots နပန်းသမားကို ဲ့မှာသူကသူ့လက်က knock out ဖြစ်တယ်ဆိုတော့တိသွားတယ်ဗောနော်အဲ့တော့တိလက်တိလက်နောက်ပိုင်းမှာနှပန်းတိတ်မတက်တော့ knock out ပဲကျွေးတော့တာပဲအဲ့လက်တိရလည်းအဲ့လိုမျိုးသူက max holloway ကပထမပိုင်းမဆိုးဗောနော်ထိတဲ့ထိသူကရှေ့ရလက်တာ ferry လို့ခေါ်တယ် ferry ဆိုရှေ့ရလက်ကိုဖယ်ပြီးတော့ဟုတ်လားတော့ max ကအမှန် max ကဘယ်ဘက်ခြေထောက်ကရှေ့ထွက်တာဘယ်ခင်းပေါ့နော်ဘယ်ခင်း အင်္ဂလိပ်လိုခေါ်ရင်တော့ south pole လို့ခေါ်တယ် south pole stance ပေါ့နော်ဘာမှလို့ south pole တော့မဟုတ်ပါဘူးလေအဲ့ဘဲကင်းကို6ကအတကုံကန်တော့နာသွားတော့ပြောင်းလိုက်တာပြောင်းလဲတဲ့အချိန်မှာဟိုကောင်ကတီးပြီးတော့တီးတာအဲ့မှာထိသွားတယ်မျက်နှာတက်တဲ့ထိတော့မူသွားတော့မူလဲမူသွားတော့ light cut ပြီးတော့အနီးကအဲ့မှာညာလည်းတီးပြီးဘဲဟိုညာနဲ့ထိတာဟိုဘဲနဲ့အဲ့မှာလစ်သွား ဒါပထမဆုံး max holloway ကို knockout တီးတယ်လို့နောက်ပြီးတော့ရှောက်ပြောပြော islam နဲ့ထိုးမယ်ပြောသူပင်ညာဗောနော် islam ကပေါင်180တက်သွားတာတက်သွားတော့သူကလည်း145ကိုဆွန့်လွတ်ပြီးတော့ weight cut weight cut လောက်ရတာမလွယ်တော့ဗောနော်အဲ့တော့145ပေါင်နဲ့155ပေါင်တက်ပြီးတော့စိန်ခေါ်တော့ဗောအဲ့တော့ islam ကပေါင်180တန်းကိုတက်သွားတဲ့အတွက်ဒီ lightweight belt ကြီးကလွတ်လပ်သွားတော့ဗောလေလွတ်လပ်သွားတော့ အီလီယာတပိုရီယာနဲ့သူကအမှန်ချားလ်စ်အိုလီဗီရာကိုယူမလားဂျက်စတင်ဂေဂျီကိုယူမလားဆိုပြီးတော့တွေးထားတာဒါပေမဲ့ဂျက်စတင်ဂေဂျီကိုမယူဘဲနဲ့ချားလ်စ်ကိုယူလိုက်တယ်ချားလ်စ်ကနောက်ဆုံးအာဟုတ်တယ်ဒီအာမန်ကို split decision နဲ့ရှုံးတာအဲ့ပွဲက၅ကြည်သာဆိုရင်အာမန်လည်းမလွယ်တော့ဘူးတောက်လျှောက်လိုက်ချုပ်တာနော်တောက်လျှောက်လိုက်ချုပ်တာဟိုကောင်လွတ်လွတ်သွားတော့ အဒီရမိုက်နောက်ဆုံးပွဲတော့မိုက်ကချန်လောင်းနိုင်တာပါအဲမိုက်ကချန်လောင်းနိုင်တဲ့အဆုံးသက်ကတော်ကြီးရတယ် ending အဲတော်ကြီးရတယ်မိုက်ကချန်လောင်းကိုသူကအဲချုပ်ထားတာချုပ်ထားတော့အဲမှာသူကလေမင်းကိုလည်းမချုပ်ဘူးအဲ့လိုကြီးချုပ်ထားတာကုတ်ကပ်ပြီးနေတာအဲ့တော့မိုက်ကချန်လောင်းဘာလုပ်လဲဆိုတော့သူဖြီလို့လည်းမရဘူးသူက body triangle လို့ခေါ်တာပေါ့နော်ခန္ဓာကိုယ်အဲ့ဘော Charles Oliveira champion ဖြစ်ချင်သေးတာပေါ့နော်အဲ့တော့သူက seriously ပဲဟိုကောင်ကတော့ Michael Chen လာကြတော့သူကဟိုပါလဲ strength and training ပတ်သက်တဲ့ဟိုဟာတွေလည်းရောင်းတယ်နောက်ပြီးတော့ဟို protein တွေလည်းရောင်းတာဆိုတော့သူကနည်းနည်းအဲ့လိုမျိုးသူကဟို business ကဒီမှာမှဟိုဘက်မှာလုံနေတော့ဒါတော့ကြီးမဟုတ်ဒါပေမဲ့ entertaining တော့ဖြစ်တာပေါ့နော်အဲ့တော့ဒီနောက်ဘက်ကကြိုက်တယ်ပေါ့โอเคဒါကတော့ခေါင်ပွဲဗျာခေါင်ပွဲဆိုတော့မနေ့ဖြန်ပဲအချိန်လဲဆိုတော့10နိုင်ထုံးတဲ့တိုင်းပေါ့နော် Sunday မနေ့10နိုင်ဒါစင်ကာပူအချိန်ပေါ့နော် GMT 8စာ ကျွန်တော်တို့မြန်မာပြည်ကကြတော့ GMD 6 6 and a half 6နိုင်ခွဲပေါင်းအဲ့တော့မြန်မာလို့ဆိုရင်ဒီကောင်လေးကဘယ်ချင်းစမလဲမနေ့ခုနှစ်နိုင်ဆိုတော့မိုင်းမှ9ခွဲလောက်တည်းစမဒီမှာ7နိုင်ရစမမြန်မာပြည်7နိုင်စင်ဘူ7နိုင်ဆိုတော့မြန်မာပြည်6ခွဲပေါ့ဟုတ်တယ်ကဲခေါင်ပွဲတွေကရှေ့နော်ဒီဒူးခေါင်ပွဲဒီနှစ်ပေါင်းစပြီးကြည့်လို့ကောင်း ကြည့်တဲ့ link နေရတော့ကိုယ့်အကူသာရှာကြပြီတော့ပဲအာနေဦးနေတော့တော့တခုပြောလိုက်ပါအာ telegram okay telegram မှာအဲ့မန်ယူပွဲလာတော့ကအာအာအာမန်ယူပွဲလာတော့ TV Malaysia live ဆိုတော့ဟိုဟာရှိတယ် အဲ့ TV Malaysia Live ဆိုတဲ့အဲ့ Telegram channel တခုကို subscribe လုပ်ထားလိုက်တာသူက website က tvmalaysia.live okay website ရှိတယ်ဆိုပြလိုက်တယ် TV Malaysia .live အာအိုင်မာသူက tvmalaysia.live ဟုတ်တယ်အဲ့ကိုသွားပြီးတော့ subscribe လုပ်ထားလိုက်ရင်အဲ့ပွဲတွေကသူတို့တင်တဲ့ link တွေကောင်းတယ်ဗျာเนาะအဲ့တော့သူအ TV ဆိုတဲ့ပုံရယ်เนาะမလေးရှားအလံအဲ့တော့ဟိုဘာလဲသူအဲ့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 ကိုပါအဲ့ဒီတိုင်းပဲ Telegram မှာ share ကြည့်လိုက်ဗျာအဲ့ဒါဆိုရင်ထွက်လာလိမ့်မယ်လေးလားအဲ့ကောင် subscribe လုပ်ထားရင်သူကအထုံးတန်တိုင်း link တွေပို့တာပေါ့เนาะပွဲနေပါပွဲညာပွဲဆိုအဲ့မှာသာသူကြည့်ကြည့်အဲ့ကောင် share ပဲ အရင်တော့ကျွန်တော်ကဒီဗာလဲအာ total sport tech လို့ပြောရအဲ့မှာ watch wrestling တွေပါရှောက်ကြည့်တာပေါ့နော်ဒါပေမဲ့မပြေဘူးအဲ့ကောင်တော့တော်တော်ပြေအဲ့တော့အဲ့ရ pay per view နော်ပတ်စံပေးမှကြည့်ရမှာဘယ်လိုလိုတက်ကြည့်မလို့တခါဝင်80လား80လား90လားမသိဘူးအဲ့မတက်နိုင်တော့လေတော်ရှောက်ရှာပြီးကြည့်ရတော့ကဲလူနိုင်မထင်ကြတော့ဗျာ pod ကတော့ညတူပိုရီးယား440တောင်မှာပဲ တို့ပုဆန်20 30လောက်ဖြုံးနေတော့ဒီ Charles Oliveira ဘောမှာ20 50တတ်တင်ထားတယ်ဒါပေမဲ့ Topuria တော်တော်ကြီးကိုကောင်းနေပြောကောင်းနေဆိုတာ wrestling ရောအာလက်တီပါဝါရောသူကသူကတော်တော်ပြင်းတာဗျာဒီကသူကနောက်ပြီးတော့သူကအင်စာတော်တော်လုတ်ထားတယ်ဒီရာတော်ရာ knock up shots သူကလက်တီးကသူက share ပြင်းတာဒါအရင်အော်တွေ့လားသူလက်တီးကတကူလုံးတကူလုံးအားဖြစ်ပြီးတော့နဲ့ထိုးရဲဟာသူထိရင်ကြမှာ Charles Oliveira ဟာအရင်ထိတယ်ဒီပါလဲဟာလာ Jai Harbin နဲ့အ Jai Harbin နဲ့အဲ Jai Harbin နဲ့ထိုးရဲ Jai Harbin က155ပေါင်မှာဒါသူသူဝင်ထိုးတယ်ပေါ့155ပေါင်မှာဒါမှ hack it me လို့ဖြစ်သွားသေးတယ်။ hack it me သွားသေးတယ်ပေါ့နော်။ဒါပေမဲ့ပြန်ပြီးတော့ wrestling နဲ့ပြန်ထလာလာ မကျုံ155ပေါင်ကောင်ထိုးရလိုက်တာပတ်ဆက်တယ်တွေ့လားချားဆိုလီဗယ်ရာမီလိုင်အမှောက်သွားမှာဒါပေမဲ့ဟိုကောင်ကအရက်ရှည်တာရဲ့ဒူးပစ်ပါလီတုံးတာရဲ့ပိုဂနော့စကီလည်းအဲ့လိုပဲမိလည်းမိပါအောင်မျက်လုံးတွေပဲလဲသွားတာတုံးတွေ့လားဒီတော့ဒါမက်ဆန်ဒါနောက်ဆုံးပွဲ ူကအဲအဲ့လိုမျိုး boxing တော်တော်ကောင်းတယ် boxing ကိုတော်တော်ကောင်းတယ်။နောက်လက်သီးကတလုံးနဲ့ထိုးတာမဟုတ်ဘူးပပပပနဲ့ထိုးတာမြန်တယ်။တွေ့လားငယ်လဲငယ်တာနော် max က30လောက်ရှိပြီ။ max ကထိုးတာ10နဲ့လောက်ရှိပါပြီဆိုတော့အဲ့တော့သူ့ကိုအာထာအာသူ့ကိုလောင်းကြီးတာတော့မပြောနဲ့ပါနော်။အဲသူကတော့ကြည့်ရမှာ ီကောင်အီလီယာတိုဘိုရီယာထိုးလို့ဒီကောင်တစ်ခါတည်းမှောက်သွားမှာပဲကြည့်မမှောက်ဆိုရင်တော့သူ့ရဲ့ဂျူဂျစ်ဆုနဲ့ဘာနဲ့ဒူးတွေတတောင်နေနဲ့ခြေကန်ချက်တွေနဲ့ကသူလည်းကြောက်ဖို့ကောင်းတယ်အဲ့တော့ပတ်စံလေးကစားခြင်းနဲ့ဆိုရင်တော့သူ့ဘက်က၄90လောင်းပါလို့နော်ဒီကောင်ကတော့ပန်တိုဂျာပဲစားမယ်ထင်တယ်ခိုင်ခရာဖရန့်စ်က သူကောင်းတော့ကောင်းတယ်ဒါပေမဲ့အဲပန်တိုဂျာရဲ့ရက်စလင်းကိုမနိုင်တော့ဘူးဒါတော့ပြောရခက်တယ်ဗျာဒီဂျော်ရှော့ဗန်ကနောက်တက်လာတော့ဗောနော်သူကတော့သူကသွေးတစ်ပေါ့နော်သူကတော့ ငါအသက်ဘယ်လောက်ရှိပဲမေးသူလည်းထိုးနေတယ်နည်းကြာတာရေ age တန်းတော့ဇန်နေ van ကငယ်သေးတယ်20နှစ်23 24အဲ့လောက်ပဲရှိအောင်လုံးစနေဆိုတော့အရွယ်ကောင်းပါသေးတယ်ပြောရင်တော့ van မလွယ်ဘူးဗျဒီလားဘာလို့ဆိုတော့ तू က၅ကြီးပွဲတွေ၃လေးပွဲလောက်ထို၃လေးဘူးလောက်ထိုးဘူးတယ်เนาะပန်တိုချာတော့ပေါ့လေကစားဘူးလေဆိုတော့ဒါမဲ့အဲ့လိုကစားဘူးလို့လည်းဟို ဟိုတန်ရာတွေအများကြီးရထားပြီးတော့ဆွမ်းဆောင်ရကြောက်ဝမ်းတော့မပြောတော့ဘူးကောเนาะအဲဒါမဲ့ထုံးတဲ့အတိုင်းမှာကျွန်တော်တို့ကတော့ van ကိုပဲ Joshua van ကိုပဲတက်ကပဲအားပေးမှာပေါ့အဲဒီပွဲကဘယ်နည်းပြန်လာမလား white cano ပဲစာဝမ်းလားမသိ white cano ကတော့နောက်ပိုင်းကကောင်းတယ်ဘယ်နည်းကသူကတက်လို့မကောင်းဘူးဗျတက်လို့မကောင်း white cano ကတော်တော်ခံနိုင်ရှိတယ်တော်တော်သူ145ပေါင်မှာထိုးတာအဲ့ဒီအခု155ပေါင်ကျတော့ weight cut တွေပဲမလုပ်ရတော့တော့ သူကတော်တော်ကြမ်းလာဝင်ခါနိုးပဲစားမှထင်ထင်တာပေါ့လေနော်ဒီကောင်ကတော့တယောက်တပွဲတည်ရှုံးလာကြတဲ့ကောင်လေဆိုတော့ဒီပွဲကကြမ်းဖီတန်တယ်ဘော့ဖီတန်တယ်ဘော့ကပြန်နိုင်မှထင်တယ်ဒီကောင်နောက်ဆုံးပွဲရရှုံးတာဟုတ်တယ်ဘာဆဲလိုဆိုရှုံးတယ်ကဲဘယ်သူနိုင်မလဲထင်ကြတော့ဗျာထင်တာလေးတွေလည်း comment မှန်းခဲ့ပါနောက်ပြီးတော့ like and share လေးနဲ့နောက် subscribe လေးလည်းလုပ်ပေးကြပါအားလုံး ကျမချမ်းသာကြပါစေ stay safe ပါလေနော်အားလုံးတတ်တာ